အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာမန်းတင်ရေးသားတဲ့ဒုတိယအရွယ်နှစ်ဆိုတဲ့စာအုပ်ထဲမှာတောမီလောင်ချင်းဆိုတဲ့စောင်းပါးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းသိင်ကြီးဖြစ်ပါတယ်အခန်းတည်း1949ခုဧပြီလ3ရက်နေ့မြန်မာပြည်အလဲပိုင်းမှာတောမီသည်အောက်ဖက်သို့ကူးဆက်လာနေလိမ့်ပြီ ရာသီဥတုကလည်းပူပြင်းသောအချိန် တခါတရံတင်းကြံရေးကလေးကြောင့်အေးသလိုရှိသည်တို့ရရင်တော်မီသည်တဖြည်းဖြည်းနီးလာသောအခါအပူချိန်သည်တဖြည်းဖြည်းပြင်းပြလာသည်ဘာကပါရဲဘော်ဖြူတက်ပြေးတို့ပူပေါင်းထားသောတောင်းချမ်းသူတို့သည် ပေါင်းတေဇီကုံဂျိုးပင်ကောင် စားသည့်မီးရထားလန်တစ်လျှောက်ရှိမြို့များကိုသိမ့်ပိုက်ပြီးအုပ်ဖို့အိုးတွေကုံအနာတို့ပင် ရောက်လာကြကုန်လိမ့်မည်အံ့ဩစရာတော့မဟုတ်ပါဒီလိုဖြစ်လာတော့မီကို ြိုတင်ခံမှန်းထားပြီးဖြစ်ပါသည်တောင်ញံသူများမင်းလာကိုရောက်လာတော့မည်ဟုတည်သောအခါလမ်းညွန်မှုကိုရယူရန်တာယာဝရီခရိုင်ဝန်ကိုကျွန်တော်တယ်လီဖုန်းဆက်သည်တော်တော်ခက်ခဲရင်ရင်ဆက်မှရသည်ထိုစဉ်ကတာယာဝရီခရိုင်ဝန်မှာမစ္စတာကက်ခိလဆိုသူဖြစ်သည်အသားမဲမဲထောင်ထောင်မောင်မောင်အိန္ဒိယသွေးခမ်းများများရောနှော့နေသူဖြစ်သည်ဗြိတိရှားတို့ပြန်လည်ဝင်ရောက်လာကြစစ်အုပ်ချုပ်ရေးခေတ်က ရှေးခါထောက်ပံ့ရေးမင်းကြီးအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။အင်္ဂလိပ်စကားကိုအိန္ဒိယတန်ပါပါနှင့်ပြောဆိုတတ်သည်။ဗမာစကားလည်းရေးလေစွာပြောတတ်သည်။ခရိုင်ဝန်မင်းတောင်ရံသူတွေတော့အုပ်ဖို့နားရောက်နေပြီကြားတယ်။မနေ့ကဖြစ်ဆိုရင်မင်းလာရောက်တော့မယ်ထင်တယ်။အဲ့ဒီလိုဆိုရင်မိုးညုံတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေအကုန်ပြတ်ကုန်တော့မယ်။ကျွန်တော်ဘာလုပ်ရမလဲ။တဖက်မှာဘာတမ်းမှမကြားရ။ကျွန်တော်ကဟယ်လိုဟယ်လိုဟုထပ်တလဲလဲအော်သည်။ အတန်ကြာမှပြန်ပြောတံကိုကြားရသည်ကြုတ်ရှိပါတယ်စဉ်းစားနေလို့ပါတယ်လီဖုန်းပြတ်သွားသလားလို့အမေရှိပါအောင်မလုပ်ရမလဲလို့อืมခက်တာပဲကြုံလဲဘယ်လိုပြောရမှန်းကိုမသိတော့ဘူးကြုတ်ဖို့တော့ဘာနဲ့တူတယ်လဲဆိုရင်မောင်မိုက်တဲ့ညမှာမျက်မမြင်တယောက်အလင်းရောင်မရှိတဲ့အခန်းထဲကကြောင်တဲ့တကောင်ကိုလိုက်ဖမ်းနေရတယ်လို့ဖြစ်နေပြီစံတော်ဝါဝါနဲ့မလုပ်ရမယ်ကိုမသိတော့ဘူးခုနေအခါမယ်ကြုတ်ပြောနေတာကတော့အခြေအနေရ ကြည်တာလို့တော့လို့ခွလက် ဟုသူကအင်္ဂလိပ်ဘာသာဖြင့်ပြောသည် တဖက်မှာတယ်လီဖုန်းခွက်ခြာတံကိုကြားလိုက်ရလေသည် ကျွန်တော်သည်တယ်လီဖုန်းကိုကရင်ဟယ်လိုဟယ်လိုဟုစကားစကားအော်နေသေးသည်ဘာသာမှမကြားရသောအခါတယ်လီဖုန်းခွက်ကိုခြာရင်တပြင်းချီကြီးကိုခြာလိုက်လေသည် အတန်ကြာအောင် ထိုင်၍ငိုင်းနေမိပါသည် ခရိုင်ဝန်ပြောသလိုဘာဆက်လုပ်ရမှန်းမသိကျွန်တော်သည်မကြသေးမီကအချင်းချင်းလက်ချက်ဖြင့်ကြာဆုံးခဲ့သော ရဲဘော်ကြီးသခင်လှရှင်ကိုတန်းတားနေမိသည် သူသာရှိလျင်တိုင်တိုင်မေမေနှင့်ဆောင်ရွက်နိုင်သည် ရရှိနိုင်သမျှလက်နက်များလူများစုဆောင်ပြီးတနေရာရာသို့ရှောင်ထွက်သွားနိုင်သည် နောက်မှအခြေအနေကိုသုံးသပ်ပြီးပျောက်ကြားစနစ်ဖြင့်ပြန်တိုက်နိုင်သည်ယခုတော့တိုင်မင်စရာလူမရှိ အားကိုးစရာမမြင်ရဲအဖွဲ့ကိုအားကိုးမီလောမဖြစ်ပါသူတို့အကြီးကဲဖြစ်သူကိုတီးခောက်ကြည့်သေးသည်မရ ကျွန်တော်တို့အင်အားကဘလောက်ရှိလို့လဲသူတို့ကနဲတဲ့အင်အားမဟုတ်ဘူးတပုံတွေမျိုးစုံပေါင်းမိနေတာအခုတော့နီးနားရွာတွေထဲရောက်နေကြပြီလို့ကြားတယ်ဟူသောမြော့ဟချက်ကိုရဲစခန်းမှုဥပအုထံမှကြားရလေသည်ဓာတ်ရရေးကြည့်တာကကျွန်တော်တို့အတွက်လားကရလိုက်ဖို့ပဲအခုဧပြီလ300တောင်ရှိပြီမတ်လအတွက်လားကမရကြသေးဘူးလားကမထုတ်ရရင်တော့ကျွန်တော်တို့လူတွေဒုက္ခပဲခမည်းတော်ယုံကြည်ကငွေလွဲစာမှမရသေးပဲကျွန်တော်က လိုယိုးလို့စင်နီလန်ကိုပြောလိုက်သည်ဟာ brother ဒီအချိန်ခါမျိုးမယ်လိုယိုးလို့စင်တွေလုံမနေပါနဲ့ပြီးခဲ့တဲ့လကထုတ်ပေးတဲ့အချိန်ထုတ်ပေးပါရဲအဖွဲ့အတွက်ကျွန်တော်တာဝန်ယူလက်မှတ်ထိုးပါမယ်ဒီလိုမှမပေးရင်ကျွန်တော်လူတွေဒုက္ခရောက်ကုန်တော့မယ်ဟာဗျာနီလန်မဟုတ်တော့လှုပ်လို့အရေးယူခံနေရပါဦးမယ်ဘယ်အရေးယူမလဲတပုံသိမ့်မဲ့ငွေတွေကိုတစ္ဆာရှိဝန်ထမ်းတွေကိုထုတ်ပေးလို့ဒီမျိုးပိုင်တဲတော်ပါလားဆိုပြီးစုလက်တွေတောင်းရအောင်မယ်အေးဗျာစဉ်းစားသေးတာပေါ့ကျွန်တော်က မယုံမလွန်ပြောလိုက်သည်ကျွန်တော်အလေးနဲ့စဉ်းစားပါသည် သူစကားသည်မှန်သေးသလောက်မှန်ပေသည်ပြည်သူဗန္နာများတောင်ကျန်းသူတို့လက်ထဲအတ္တီထက်တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများအားသူတို့တွေရာသင့်ရထိုက်သောလစာများကို ထုတ်ပေးခြင်းသည်ပို၍မသိမြတ်ပါလောငွေတိုက်ဥပဒေစည်းကမ်းများရဆိုလျှင်တက်ဆိုင်ရာခရိုင်ဝန်ဤခွင့်ပြုချက်ဖြစ်တော်၎င်းဌာနဆိုင်ရာငွေလွှဲစာဖြစ်တော်၎င်းလစာများကို ထုတ်ပေးရမည်ဖြစ်သည်ငွေတိုင်ခွဲအရာရှိဖြစ်သူမြို့ပိုင်သည်သူသဘောနှင့်သူငွေတိုင်အတွင်းရှိငွေများကိုထုတ်မပေးနိုင်ပါယခုမူလာဆန်းစားဖြစ်၍အဆိုပါခွင့်ပြုမိန်ငွေလွဲစာ စာသည်များရောက်မလာသည်၄ရက်ကြာမှရောက်လာဖွယ်ရှိသည်ရောက်ချင်မှလည်းရောက်လာမည်အဘဲကြောင့်ဆိုသော ခရံအရာရှိကြီးများယုံဆိုင်ရာတာယာဝရီ၏အခြေအနေသည်ရှုပ်ထွေးနေလေပြီငွေလွဲစာများရောက်မလာသဖြင့် ငွေထုတ်မပေးဟုဆိုလျင်မိုးညိုရှိဝန်ထမ်းတွေမတ်လအတွက် လာစာရကြတော့မည်မဟုတ်။တာယာဝရီခရိုင်တစ်ခုလုံးလည်းတောင်းချမ်းသူတို့လက်တွင် ကြားလူစစဲဖြစ်နေလိမ့်မည်။ဒီလိုဆိုလျင်ငွေတိုက်တွင်ရှိငွေများကိုသူတို့ကိုအပ်ရပေတော့မည်။ငွေတိုက်ထဲတွင်လည်းငွေများများမကျန်တော့ပါ။ခြေနေကိုသုံးသက်ပြီးငွေများကိုတာယာဝရီငွေတိုက်ကြီးသို့ရွှေပြောင်ပေးပို့လိုက်ပြီးဖြစ်သည်။ယခုလာစာပေးလောက်ရုံသာကြံရှိသည်။ ထို့ကြောင့်ကျွန်တော်ဒီထိုးငွေထဲမှာမိုးညိုချီဝန်ထမ်းများအားမက်စလာတွင်လာစာများကိုဆိုင်ရာကြီးကဲမှတဆင်ထုတ်ပေးရန်ဆုံးဖြတ်လိုက်သည် အခန်းနှင့်ညနေဆောင်တွင်မင်းလာမှပြန်လာသောလော်လီကားနှင့်အတူမင်းလာတို့တောင်ကျန်းသူများဝင်ရောက်နေပြီဟုသောသတင်းကိုယူဆောင်လာကြလေသည်ဆောင်ရွက်ဖွဲ့ရှိသည်များကိုစောလင်စွာဆောင်ရွက်မှဖြစ်မိမိုးညိုမျိုးတွင်ရှိမြို့နယ်အဆင့်ဝန်ထမ်းကြီးကဲများကိုဖိတ်ခေါ်လိုက်သည် ကျွန်တော်ကတိုင်းပြည်အခြေအနေကိုရေဘူးရသဘောပြောပြပြီးမြို့နယ်အခြေအနေကိုတုံးတက်ပြသည်ဒီအတိုင်းဆိုရင် မကြခင်ဒီရောက်လာကြတော့မှာပဲလားကလည်းမထုတ်ကြရသေးဘူးဒုက္ခပဲထို့သို့သောအထံများထွက်ပေါ်လာသည်အဲ့ဒါကျွန်တော်ပြောနေတာပေါ့တဘုံနေမလာခင်ကျွန်တော်တို့လမ်းကတွေထုတ်ပေးပါလို့ရဲအင်စပက်တော်ရဲမှုကအတန်ကြဲကြဲနဲ့တောင်းဆိုသည်အားလုံးကလည်းသူ့အဆိုကိုထောက်ခံကြသည့်အတွင်ကိုစောင့်နေကြသည်ငိန်နေရာမှာ ရဲဘုံပြောသလိုဖြစ်နိုင်တော့အကောင်းဆုံးပေါ့ဟုတယောက်ကမဝတ်မရေထောက်ခံသည်ကျွန်တော်ဒီအားလုံးဤမျက်နှာကိုစူးစိုက်ကြည့်နေမိသည်ကဲဒီလိုဆိုရင်ဒီလိုလုပ်ကြရအောင်ဒီငွေတွေကိုတောင်းကျမ်းသူတွေလက်အပ်လိုက်ရတာထက်ရာသင်ရထိုက်တဲ့ဝန်ထမ်းတွေကိုလစာထုတ်ပေးလိုက်တာကပိုတင့်တော်တာပေါ့ငွေတိုက်စည်းမြင့်နဲ့ညီမညီဆိုတဲ့ပြဿနာကိုတော့ကျွန်တော်ပါသာရှင်းပါမယ်ငွေထုတ်လို့တဲ့ခမားတို့ကကို့အဖွဲ့နဲ့ကိုငွေရပါတယ်ဆိုတဲ့လက်မှတ်နဲ့ဒီငွေတွေ ရာသင်ရထိုက်တဲ့အဖွဲ့သားတွေကိုစနစ်တကျခွဲဝေထုတ်ပေးဖို့ဝန်ခံလက်မှတ်ထိုးကြရပါမယ်။အဖွဲ့လိုက်ထုတ်ရမယ့်ငွေကလည်းရခင်မတ်လလာဆန်းထုတ်ပေးထားတဲ့အတိုင်းထုတ်ပေးပါမယ်။အ ਨੇ ချင်းအပေါ်လို့ရှိရင်တော့ဌာနဆိုင်ရာတွေနဲ့နောက်မှရှင်းကြဖို့ဖြစ်ပါတယ်။အားလုံးကကျွန်တော်အစီအစဉ်ကိုသဘောတူကြသည်။ထိုစဉ်ကရုံးဝန်ထမ်းများတပိတ်မှောက်နေခြင်းဖြစ်၍ကျွန်တော်အတွက်အထောက်ကူပြုမိသူမရှိ။ရင်မျိုးအုပ်ဦးတင်မောင်ညွန့်အကူအညီဖြင့်ပြုပွဲရှိသောစည်ရင်းများ ငွေရပြေစာများကိုပြုလုပ်ပြီးအဖွဲလိုက်ငွေများကိုထုတ်ပေးလိုက်သည်။အစီအစဉ်များလုပ်ကင်နေရသည်နှင့်နေဆောင်သွားသည်။ကျွန်တော်နှင့်ဦးတင်မောင်ညွန့်တို့ငွေတိုက်အတွင်းသို့ဝင်၍ငွေများထုတ်ယူလာသောအခါမီးထွန်းချိန်ရောက်နေပါပြီ။ငွေတိုက်တွင်ငွေ1000ကျော်ရှိသည့်အနှံဝန်တန်းလာစာများထုတ်ယူလိုက်သောအခါငွေကျပ်18500ကျော်ကုန်သွားသည်။ငွေတိုက်ထဲတွင်ငွေဆက်ကူအဟောင်းနှံများကျပ်3000ကျော်သာ ကြံတော်သည်မြို့ထဲတွင်ကငွေတိုက်တွင်းရှိငွေများကို ကျွန်တော်နှင့်ကိုတင်မောင်ညွန့်တို့ထုတ်ယူကုန်ပြီဟုသတင်းဖြစ်သွားလေသည် အခန်း3 1949ဧပြီလ4ရက်နေ့နနက်စောစောပူလောအိုင်လွန်သည့်ပြင်စိတ်တထင်းနေရှိနေသည့်ဖြင့်ကောင်းကောင်းအိမ်မပြောမိုးလင်းကနီးမှမိကနေဖြစ်သွားသည်ကြီးတွေငှက်တွေအော်မီတန်နှင့်အတူ နိုးလာသည်အိမ်ပဝန်းကျင်တဝိုက်မှလည်းစကားပြောသံများကို ခက်တဲ့တဲ့ကြားနေရသည်ကျွန်တော်သည်အိမ်ရှိပင်းမောက်ကိုဖွင့်ကကြည့်လိုက်သည် အဝယ်မျိုးစုံဝစ်စင်ထားသူများသည်အိမ်ကိုဝိုင်းထားကြသည်စုစုပေါင်း15ဦးခန့်ရှိမိထင်းသည်တနက်ကိုစီနှင့်အိမ်ဘက်ကိုချိန်ထားကြသည် အချို့လမ်းမပေါ်တွင်မှောက်လျက်အချို့တစ်ပင်ကိုကွယ်လျက်အချို့ခြံစည်းရိုးတစ်ဖက်မှာထိုင်သူထိုင်ရက်သူရက်သူတို့သည်ဝုံးမလင်းမီကလေးကကျွန်တော်ကိုဝိုင်းထားသည်ဒီလိုဖြစ်တော်မီကို မျောလင့်ထားပြီးပြီဖြစ်သဖြင့်ကျွန်တော်မတုံလုံးမအံ့ဩဝမ်းနေခြင်းတော့ဖြစ်မိသည်အာရမသမားများကို အရှုံးပေးကမြို့ကိုအပ်ရတော်မူဝန်ထမ်းများကိုစီယုံက မခုခံနိုင်သဖြင့်ငါတိမ်ညက်မကလားဟုမိမိကိုယ်ကိုအပြစ်တင်နေမိသည်တတိုင်းတပြည်လုံးဖြစ်နေတာငါကောဘာတတ်နိုင်အန်ဒီဟုစိတ်ကိုဖြေရသည် အိမ်ရှိတကားကိုဖွင့်လိုက်သောအခါဘိုလ်လုတ်သူသည်အိမ်တွင်သို့ဝင်လာသည် သူနောက်မှလက်နက်ကင်နှစ်ဦးလဲပါသည် သူတို့ကလထိုင်အသီးသီးတွင်ထိုင်ကြသည် ကျွန်တော်တို့ကတော်လန်ရေးတပ်ပေါင်းစုအမေရဒီမျိုးကိုတင်ပို့လာကြတာပဲဟုတ်လားကတဲကလက်နက်တွေအပ်ဖို့တော့ရဲမှုနဲ့ညှိထားပြီးပါပြီမျိုးပိုင်ကတော့ငွေတိုက်သေးကငွေတွေစည်ရင်းလုပ်ပြီးအပ်ဖို့ပါ ကောင်းပါပြီတို့နေကျွန်တော်နဲ့ဦးတင်မောင်ညွန့်သည်တို့နဲ့အတူငွေတိုက်သူလိုက်ပါလာကြသည်မျိုးရဲမှလူတွေကငေးမောကြည့်နေကြသည်ကျွန်တော်တို့ကိုအတဲ့ခါတိတိကျကျအပ်ပါအခုငွေတိုက်မယ်ငွေဘယ်လောက်ရှိသလဲ ငွေလိုက်တွင်းရောက်သည်နှင့်ခေါင်းဆောင်လို့သူကမေးသည်တိတ်မရှိပါဘူးမကြသေးခင်ကပဲတာယာဝရီငွေတက်ကြီးကိုပို့လိုက်ရပါတယ်ဟုတ်ရဲ့လားဗျာကျုပ်တို့တပ်ပေါင်းစုကိုတော့ကလင်မကြနဲ့နော်မင်းညကမျိုးပိုင်ကြီးငွေလိုက်တဲ့ကငွေတွေထုတ်သွားတယ်ဆိုခေါင်းဆောင်လို့သူကခက်ဆက်ဆက်မေးသည်ဒါတော့စည်ရင်ဆောင်နဲ့တိုက်ကြည့်ရင်ရှင်းမှာပါဟုဆိုကဦးတင်မောင်ညွတ်သည်လက်ကြံငွေနှင့်စည်ရင်ဆောင်အုပ်ကိုခုံမော်တွင်တင်ပေးလေသည်ဘိုးလုံးသူသည်ဟောင်းနှဲနေသော ငွေဆက်ကူအပုံကလေးနှင့်စည်ရင်းစာအုပ်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေဟန်တူပါသည်။ထို့နောက်သူသည်ငွေဆက်ကူများကိုဘောင်းမီအိတ်ထဲထိုးထည့်လိုက်သည်။စည်ရင်းစာအုပ်နှင့်ပင်တိုက်မကြည့်တော့ပါ။ဦးတင်မောင်ညွန့်သည်ကြပြာကတိနှင့်စည်ရင်းစာအုပ်ကိုဖွင့်ပြီးငွေများရရှိကြောင်းလက်မှတ်ထိုးရန် ပြောကြားလေသည်။သူသည် စာအုပ်ထဲတွင် ခက်တွတ်တွတ်လက်မှတ်ရေးထိုးနေရမှထလေသည်။အဲ့ဒါတွေကိုယူမလားခင်ဗျာ။ ဦးတင်မောင်ညွန့်ကဒစိကောင်းစာအုပ်ကြီးကို တင်ပြလိုက်သည်။ဘာတွေလဲ။ဘိုလ်လို့သူကမေးသည်။ဒစိကောင်းတွေပါ။စာလိုက်ဒစိကောင်း။အခွန်တော်ဒစိကောင်း။ဒစိကောင်းအမျိုးစုံပဲ။ဘာလို့ဘူလဲမလို့ရှင်ပါဦး။ဟုဆိုကနေရမထားသည်။ငွေတိုက်တော့အားလုံးကိုတင်းယူက လွေထဲထည့်လိုက်သည်။ supply ပစ္စည်းတွေရောရဲစခန်းဝါရောက်တော့ခါဘိုလ်လို့သူကမေးသည်။အဲ့ဒါတွေတော့သက်ဆိုင်ရာတာဝန်ခံနဲ့ရှင်းမှာ။သူ့စီမှာစရင်နဲ့အင်းနဲ့ရှိပါတယ်။ ဟုကျွန်တော်ကပြောလိုက်သည်သူတို့သည်ကျွန်တော်တို့နှင့်လမ်းခွဲက ကုံသွဲရေးဆိုင်ထဲသို့ဝင်သွားကြသည် ကျွန်တော်နှင့်ဦးတင်မောင်ညွတ်သည်တစေကောင်းများနှင့်စည်ရင်ဆောင်များကိုပွေပိုက်ကာအိမ်သို့ပြန်လာကြသည်ဒါတွေဘာလို့ယူလာသေးလဲဗျာဦးတင်မောင်ညွတ်ကဆိုသည်ဒါတွေတင်ထားရအောင်မဲဗျနောက်ရှင်းစရာတွေအများကြီးရှိသေးတယ်ဟုကျွန်တော်ကပြောလိုက်ပါသည် နောက်၃ရက်ခန့်ကြာသောအခါတာယာဝတီမြို့ပါဝင်တခရိုင်လုံးတောင်းကျန်းသူတို့လက်တွင်းသို့ ကြားရောက်သွားပြီဟူသောသတင်းကိုကြားရလေသည်အခန်းလေးမြို့ကိုတောင်းကျန်သူတို့လက်သို့အပ်လိုက်ရသောအခါကျွန်တော်ရင်ထဲတွင် ဟာ၍ကြံရခဲ့သည်ဘာကြောင့်အညံ့ခံလိုက်ရသနည်းမိမိကိုမိမိမကြင်မနက်ဖြစ်နေသည်အိမ်ပြန်ရောက်၍မကြာမြင့်မီ ကျွန်တော်ထံတွင်ရှိသည့်အစိုးရပိုင်းစတင်းနှင့်နှလုံးပြူတနက်ကိုလာ၍တင်းကြလေသည်ခေါင်းဆောင်လာသူမှာကိုပါတန်းဆိုသူဖြစ်သည် သူသည် ဖာစာပလဥက္ကဋ္ဌ ်တခင်အေးကြီးဤတတ်မှတ်ဖြစ်သည်တခင်အေးကြီးလည်းတောင်းရန်သူတို့ဖွဲ့စည်းသည့်အုတ်ချုပ်ရီအဖွဲ့တွင်ဥက္ကဋ္ဌဖြစ်နေလေပြီထို့ကြောင့်ကိုပါတန်းသည်တောင်းရန်သူတို့အဖွဲ့တွင်အရေးပါအရာရောက်သူတဦးဖြစ်နေလေသည်ဒါကတော့ခိတ္တငားတဲ့သဘောပါ နောက်ပြန်ပေးမှာပါ ဟုကိုပါတန်းကချူသားစွာတောင်းခံသည် ကျွန်တော်သည်အာမတန်သဖြင့်မန်ကိုလျှော့လိုက်ရသည်နောက်တနေ့တွင် ကျွန်တော်ခြောက်လုံးပြူကိုတင်းကြပြန်သည်ထိုခြောက်လုံးပြူမှာ ကိုပိုင်ဝယ်ယူထားခြင်းဖြစ်သည်အစိုးရပိုင်မဟုတ်ဒါကျွန်တော်ကိုပိုင်တနက်ပြကျွန်တော်ကခက်ဆက်ဆက်ပြောသည်ဟုတ်ပါတယ်ကျွန်တော်တို့သိပါတယ်တိတ်နာမဟုတ်ခဏငှားတာပါ ကိုပါတန်းကချိုးသားစွာဝင်ပြောသည် သူနောက်မှပါလာသူလက်နက်ကင်၃ယောက်ကမူမျက်နှာထားတင်းတင်းနဲ့ကျွန်တော်ကိုစူးစိုက်ကြည့်နေကြသည် ကိုပါတန်းနောက်ဖက်တွင်ရက်နေသူကျွန်တော်ဇနီးကပေးလက်ဆမ်းပါဟုမျက်နှာရည်မျက်နှာကဲဖြင့်ပြောနေသည် အတန်ထွက်မလာတော့လေကျွန်တော်နားလေသည် ကျွန်တော်ဒီနေရာမှထကစပွဲအန်ဆွဲတဲ့မှာ32ဘူ6လုံးပြူတနက်နေ့ကြီးစံများကိုယူ၍စပွဲပေါ်တွင်တင်ပေးလိုက်လေသည် ကိုပါတန်းသည်ခိတ္တငါယူကြောင်းပြေစာကိုရေးပေးပြီးလျှင် ပြုံးရှင်စွာထွက်ခွာသွားကြလေသည် ကျွန်တော်ထံတွင်လက်နက်တစ်စုံတရာမရှိတော့သဖြင့်အားငယ်တလူလူဖြစ်မိသည် သို့တော်မရဲတော်လေပြေခဲ့စေဟုသောထုံးကိုနှလုံးမူ၍ အင်ဒရီမပြတ်အောင်နေသည်။ယာရုယာကန်ရှိစဉ်ကဝင်ထွက်သွားလာနေသူများလည်းအတော်ရှဲသွားသည်။ကျွန်တော်နှစ်ဆက်သွယ်နေလျင်တောင်းကျန်းသူတို့ရန်ရှာမိဆို၍ရှောင်ကြသည်။အချို့ကမူကွယ်ရာမှမဖွယ်မရသောစကားကို ပြောကာတိုက်ခိုက်ကြသည်။ဒီလူကိုဖမ်းပြီးလူရုခုံရုံတင်ဖို့ကောင်းတယ်။ဝိုးရင်းတော့ကနှစ်ခါတော့ခံတိုက်ထားတာအရှင်ထားဖို့မကောင်းဘူး။ငွေတွေချင်းကငွေတွေလဲဘုံထားတယ်မဟုတ်လား။ဤသို့ပြောကြဆိုကြတဲ့များကို တဆင်စကားကြားနေရသည်တချို့ကမူကွယ်ရာကပြောဆိုရသည်များကို အားမရအိမ်ရှိတွင်လန်းတလားကမဖွယ်မရစကားများကို မကြတကြပြောသွားကြသည်သည်သူတို့တွေထဲတွင်ကျွန်တော်တရားရုံ၌တရားခံဖြစ်ဘူးသူများလည်းပါသည်ဒီအတော့တွင်မိရထားလမ်းမျိုးများရှိ ဆန်ဆက်များမှအစိုးရပိုင်ဆန်အိတ်များကိုကားကြီးများနှင့်တိုက်လာကြသည်တပိတ်မောက်ဝန်ထမ်းများကိုလာစာငွေအစားဆန်များကိုဝေးငှပေးသည် အချို့ ဆံရည်များကို ရောင်း၍ရံမုံငွေချာကြသည် အချို့ဆံရောင်းရငွေများကို ကိုယ်အိတ်ထဲကိုထည့်ကြသည်ခမည်းတော်ကိုလားဆောင်ငွေမပေးနိုင်တာဟာဟိုဘျူရိုကရက်မျိုးပိုင်းကငွေတက်ကငွေတွေကိုကျုပ်တို့မျိုးမသိခင်တခြားကိုပို့ပြလိုက်လို့ဗျဟုဆိုက ကျွန်တော်နှစ်တပိတ်သမားများကိုရန်တိုက်ပေးသည်ဒီအချိန်ရဆိုရင်ဒီအတိုင်းဒီမှာပဲဆက်နေလို့ဖြစ်ပါမည်လို့ဟုစဉ်းစားလာမိသည်တောင်းကျမ်းသူတို့သည် တနေ့မဟုတ်တနေ့မိမိကိုရန်ရှာလာနိုင်သည်လက်နက်တွေပြန်ကျဲနေသည့်အချိန်တွင်လူအသက်တစ်ချောင်းသည်တံမိုးမရှိဖြစ်နေသည်တရားဥပဒေစိုးမိုးမှုကင်းမဲ့နေသောကြောင့်အားကိုးရမယ့်ဖြစ်နေသည်အန်နီရီကြားထဲတွင်ကြာကြာနေလို့မဖြစ်တော့ပြီသို့တော်ဘဲကိုသွားမည်နီကျွန်တော်သည်မုံညုံမှရှောင်းတင်းရမည့်အစီအစဉ်ကိုစဉ်းစားနေသည်မြို့ရင်းမှစူညံသောတနက်တံများကိုကြားရလေသည်တိမ်သာလုံး အထိတ်တလန့်ဖြစ်ကုန်ကြလေသည်ဈေးထဲတွင်လည်းပြေးကြလွှားကြနှင့်ရုတ်ရုတ်တဲတဲဖြစ်ကုန်သည် ထိုအချိန်တွင်ဈေးဘက်မှပြန်လာသူတို့အားဘာဖြစ်တာလဲပြဟုလမ်းမေးရာဘိုးစိမ်မသေးလို့ဝမ်းသာတဲ့အတွက်တနက်ဖောက်ကြတာတဲ့ဟုပြန်ပြောသွားလေသည်နောက်မှကြားသိရသည်မှာဘိုးစိမ်မှန်သည်တောင်းကျန်းသူတို့ရှိနေသောတာယာဝရီမြို့ကို လေရင်ပေါ်မှဘုံကျဲရာအောက်မှပြစ်လိုက်သောတနက်ကြီးထိမှန်၍ကြာဆုံးကြောင်းသိရလေသည် ထိုနေ့ညဦးတွင်ရခင်မျိုးနယ်ဖားစာပါလဥက္ကဋ္ဌယခုမျိုးနယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသခင်အေးကြီးကျွန်တော်အိမ်သို့ပြိုဝဲစွာရောက်ရှိလာသည်သူသည် ကျွန်တော်အတွက်များစွာစိတ်မကောင်းကြောင်းကိုနှီးတန်းပြိုကပြောဆိုသည်များမကြာမီရက်အတွင်းတောင်းကျန်းသူတပ်ပေါင်းစုခေါင်းဆောင်ကြီးများရောက်လာမည်ဟုလည်းပြောသည်သူတို့ရောက်လာရင်ဖမ်းဆီးရရှိလာမည်ထင်တယ်သူကဤသို့စကားဆလာ၏ ီတော့ကျွန်တော်ကိုလည်းဖမ်းမယ်ပေါ့ဟုတ်လားကျွန်တော်ကသူ့ကိုစကားမဆုံးခင်ဖျက်မေးလိုက်သည်ဒီလိုလဲတိကြတော့မဟုတ်ပါဘူးကျွန်တော်ကမြို့အမင်းအတွက်စိုးရင်လို့တတိပေးမလို့ပါမြို့အမင်းနဲ့သူတို့နဲ့မနစ်မိုးရင်းတော့ကဖြစ်ခဲ့တာတွေလည်းရှိတယ်မဟုတ်လားဒီတော့ဘယ်လိုလုပ်ရမှာလဲအကြံပေးပါဦးကျွန်တော်ကသူ့ကိုအကဲဆန်းသည့်သဘောနဲ့မေးလိုက်သည်ရှောင်းနေကောင်းမယ်ထင်တယ်อืมအဲ့ဒါလည်းမလွယ်လှဘူးမော်ဘီအထိကခမည်းတော်လူတွေကြီးမဟုတ်လားတော်တော်ကြာထွက်ပြေးလာရမလားဆိုပြီး ဒုက္ခပင်းရင်ဘယ်လိုလုပ်မလဲအန္တရာယ်များလာတယ်ဗျာဟာဒီလိုပဲဟုတ်မလဲဒီလောက်တောင်ဝီးကြီးသွားဖို့မလိုပါဘူးဒီအနီးနားတယ်မယ်ရှိုးနေလိုက်ပေါ့ကျွန်တော်ကစကားပြန်မပြောညင်နေလိုက်သည်သူကဆက်ပြောပြန်သည်ဟိုထိန်တော့ဘက်လောက်ဒီလောက်တောင်သွားဖို့မလိုပါဘူးလေအထွတ်ရွာလောက်ဆိုတော့ပါပြီအဲ့ဒီမှာဥအောင်တင်ကြီးလည်းရှိတာပဲသူကအားကိုးရပါတယ်ဥအောင်တင်သည်ထိုးနယ်တဝိုက်တွင်ဩဇာတိကမရှိသည့် အင်းတကြီးတဦးဖြစ်သည်။ကွယ်လွန်သူဆိုရှယ်လေဘာတလာဆာခေါင်းဆောင်တခင်လှရှင်ဤလူဖြစ်သည်။ကျွန်တော်ဒီစကားပြန်မပြောသေးပဲဘဲရည်ရွယ်ချက်ဖြင့်ကျွန်တော်အားဦးအောင်တင်စီတို့လွတ်ပါလိမ့်ဟုစဉ်းစားနေမိသည်။အေးဗျာကျွန်တော်တို့ဘာလို့ရမယ်မသိပါဘူး။ခမရလာအကြံပေးတာကျေးဇူးတင်ပါတယ်။စဉ်းစားပါရစေ哦။အိမ်သားတွေအတွက်ကလည်းရှိသေးတယ်မဟုတ်လား။သူတို့ထားခဲ့ပြီးကျွန်တော်တယောက်တည်းကိုလို့ယုံသွားလို့လည်းမဖြစ်သေးဘူးလေ။ အင်းသူအင်းသားတွေအတွက်တော့စိတ်ချသွားပါကျွန်တော်တို့စောင့်ရှောက်ထားပါပါတညလောက်တော့စဉ်းစားအောင်မယ်ဗျာဟုကျွန်တော်ကဆိုလိုက်သည် သူဒီနေရာမှာထားလိုက်သည်အိမ်ပေါင်းဝနားတွင်ရက်လိုက်ပြီးအကောင်းဆုံးဖြစ်စေချင်လို့ပြောနေတာပါနောက်တစ်ခုကျွန်တော်ပြောချင်တာကတော့အခုကျွန်တော်သူတို့နဲ့ပူးပေါင်းဆောင်ရွက်နေတာလေမြို့မနာစီရင်လို့ပါကိုကျိုးအတွက်လုံးဝမပါပါဘူးအဲ့ဒီအချက်ကိုလေမြို့မင်းတည်ထားစေချင်ပါတယ်ကျွန်တော်ဒီခပ်ပြုံးပြုံးမင်းကြည်နေမိပါသည်ထိုစဉ်က တခင်အေးကြီးအားတွေ့ဆုံစကားပြောရခြင်းသည်နောက်ဆုံးအကျင့်ဖြစ်သည်ကို ကျွန်တော်မသိပါ အခန်းကတခင်အေးကြီးပြန်သွားသောအခါကျွန်တော်တကူထဲထိုင်ကာအတန်ကြာစဉ်းစားနေမိသည်မိုးညိုတွင်ဆက်နေလို့တော့မဖြစ်ပြီဘယ်သွားရှောင်နေမိနည်းတကူထဲထွက်သွားလို့ကောဖြစ်မီလော ကျွန်တော်ဇနီးအနားသူရောက်လာသည်ဘာလို့ပြောသားလဲဟုမေးသည် ကျွန်တော်ကအကျိုးအကြောင်းပြန်ပြောသည်သူပြောတာတွေလည်းစဉ်းစားစရာပဲ စေတနာကောင်းတဲ့ပြောတာလည်းဖြစ်နိုင်ပါလေလေဒါပေမဲ့တတိတော်ထားရမှာပေါ့ကျွန်တော်ဇနီးကဆိုသည်သူပြောတယ်စီတော့သွားလို့မဖြစ်ဘူးဟုကျွန်တော်ကပြောသည်ထိုနေ့ကတညာလုံးကောင်းကောင်းအိတ်မပြောတောင်းញန်းသူတို့ဘေးမှလွတ်အောင်မြည်တို့ဖန်တီးရမည်စဉ်းစားရင်မိုးလင်းရလေတော့သည်နောက်တနေ့တွင်လူရင်းများနှင့်ကြိတ်၍ဆွေးနွေးသည်အစီစဉ်ချသည်ညင့်တကောင်ကျော်လာမင်းထိန်ထိန်တာနေသည်ကျွန်တော်ဒီနေ့အိမ်မှထွက်ခွာလာသည် ကျွန်တော်နဲ့အတူ မိုးညိုတကြီး ကိုမြင့်နှင့်တပည့်ဖြစ်သူမောင်ကျော်ကောင်ပါလာသည် ကိုမြင့်သည် တက္ကသိုလ်ကျောင်းထွက်ဖြစ်ပြီးတကြီးအိုကြီးနှုတ်ထွက်သောအခါတကြီးယာရုကို လူငယ်တစ်သက်အားပေးမှုကြောင့်ရရှိလာသူဖြစ်သည် လူငယ်ပီပီအလုံးလုံးရာ၌တက်တက်ကြွကြွရှိသည်တာဝန်တည်သည့်တစ္ဆာရှိရှိဆောင်ရွက်နေသူဖြစ်သည်အဆဆအားကိုရသူဖြစ်သည် မောင်ကျော်ကောင်သည်ကျွန်တော်ယုံမှယုံလူလင်ဖြစ်သည် ရုံးဝင်တန်းတွင်တပိတ်မှောင်နေခြင်းတွင်တတ္တိရှိရှိဖြင့်ကျွန်တော်အနီးမှမခွဲခွာပဲနေရဲသူဖြစ်လေသည်ခလေးတွေအိတ်နေလေပြီထွက်ခွာရန်တိုးတိုးတိတ်တိတ်ပြင်ဆင်သည်ဘေးတွင်ကိန်းကန်းရာတကောင်ကြောင်အောင်ဆောင်းရသည်သည်အိမ်မှထွက်ခါနီးတွင်ဇနီးဖြစ်သူက အုံးသီးတစ်စိတ်ကိုလှမ်းပေးသည်ဒါလေးစားတော့ပါဟုဆိုသည် သူသည်ဘေးတွင်ရရရာကိုယုံကြည်သူဖြစ်သည်ကျွန်တော်ကမယုံသူရတွင်သွားကနီး အငင်းပွားမနေလို့အုံးသည့်စိတ်ကိုအဇက်တဲ့ထဲကဝိုင်းရင် ထွက်လာခဲ့သည်။ပေါင်ကြောကောင်ကအိယာလေးကိုထမ်းလျက်ကိုမြင့်ကလွယ်အိမ်နှလုံးကိုဆွဲလျက်မောင်ရိပ်ကိုက ရှောက်လာကြသည်။သူတို့နောက်မှကျွန်တော်ခက်ကုတ်ကုတ်လိုက်ပါလာသည်။လာမင်းသည် ထိမ့်ထိမ့်သာနေသည်။မြို့အစွန်အိမ်တအိမ်တို့ရောက်တော့ခါကိုမြင့်သည်အိမ်ရှင်ကို ခတ်တိုးတိုးနှိုသည်။တဲအိမ်အတွင်မှအိမ်ရှင်သည်ကြပြကတိနှင့်ထလာကအသင့်ရှိနေသည့် လဲတွင် နွားများတက်လိုက်သည်ဒီအချိန်တွင် ခွေးတွေကဟောင်လီတော့သည်အင်ရှင်ကအတန်နှိမ်ကမန်မဲမှငိမ့်သွားသည် မောင်ကျော်ကောင်သည်အိယာလက်ကိုလှဲပေါ်တင်လိုက်သည် ကိုမြင့်သည်လှဲเสียအားအနီးကတိုးတိုးတိတ်ပြောဆိုသည် ကျွန်တော်တို့သုံးဦးလှဲပေါ်ရောက်သည်နှင့်လှဲเสียသည် သူ့နွားများကိုတံပြားနှင့်တိုးလိုက်ကတွတ်တွတ်ကြီးထွက်ခွာသွားလေသည် ကျွန်တော်တို့လှဲသည် ်ရုတ်မြောက်ဖက်သို့ထွက်လာသည်ကံကြီးပိုင်းရက်ွက်ကိုကွင်းမောင်းပြီးလင်ငပြောတုံးရွာအရှိတ်ဘက်မှကြီးထုံးလဲရွာသို့ရှေးရှုလာခဲ့ကြသည် လာရောက်အောက်တွင်တပြေပင်ဥယျင်စုရွာများကို အထင်းသားမြင်တွေ့နေရသည်လဲသည်ရိုးပြက်တောကိုဖြတ်ကျော်ပြီးကြီးထုံးလဲရွာသို့ရောက်လာကြသည်ကင်းဆောင်နေသောခရင်အမျိုးသားကြီးနှစ်ဦးသည် ကျွန်တော်တို့မှန်သိသောအခါခိုင်မာသောတကားကြီးကိုဖွင့်ပေးကြလေသည်။ရွာလန်းတိုင်းဖြင်းချင်းစွာမောင်းလာသော ကျွန်တော်တို့လဲသည်ကရင်တရားဟောဆရာကြီးအိမ်ရှိတွင်ရက်လိုက်သည်မြို့ပိုင်လေးဒီမှာအေးအေးစစ်စစ်နေပါဘာမှအန္တရာယ်မရှိပါဘူးအိမ်ပေါ်ရောက်သည်နှင့်ကရင်မျိုးသားကြီးတဦးကစည်းကြိုပြောကြလေသည်သူသည် နှစ်ချင်းခရိယံတရားဟောဆရာဦးစန်းကြီးခေါ်ဆရာမိုးဖြစ်လေသည် နာဆင်ပေးသူအလုံးကိုကျေးဇူးတူးပဲတင်ရှိပါရဲ့ရှင်။